စ်တက်ကလက်ရက်ခေါ်တဲ့ရှစ်မှုထံအမျိုးသမီးရှစ်မှုထံဗတ်စင်တစ်တန်တန်းကိုစတဲ့ဖွင့်လိုက်ပြီးတဲ့တရင်တွေထွက်လာပါတယ်။မကြာခင်မှာနိုင်ငံတဝန်းကအမျိုးသမီးငယ်တွေကိုရှစ်မှုထံဖို့ပေါ်တာဆွဲပြီးစစ်ခွေးတက်ကကောင်ကြီးအတွက်လိန်ဖြောပြီးပေးဖို့လုပ်နိုင်မလားဆိုတဲ့ဆိုရင်ချက်တွေမြမအမျိုးသမီးဒုတွေဆိုရင် အကြောင်းဒီစကားကိုမဲ့ကျော်မင်းကပြောနေအနည်းဆုံးအင်းတော်ဂျပန်လိုင်းကူထဲမှာဖြစ်သွားတဲ့ကိစ္စဖတ်ရှိအကြံဖတ်လူယုံမှာတစုမှာရှင်းလာတိုင်မရင်ချင်းနမ်စီရန်ပါတဲ့အသက်16နှစ်17နှစ်အမျိုးသမီးကြီးပါအိမ်အောင်တဲ့လေအောင်ကြားရှေ့မှာတင်ကိုမမတ်ရရရင်မရင်ချင်းအဲ့တော့ စစ်မှုထမ်းအမျိုးသမီးတွေကိုခေါ်မယ်ဆိုရင်ခေါ်ပြီဆိုရင်ဘာလုပ်မယ်ဒီအဲ့တော့ဒီကနေ့စစ်တပ်နဲ့အတိုင်းဝိုင်းနဲ့နီးစပ်ကပားရက်ဖာမိန်ကလေးတွေကိုတော့နောက်တန်းနဲ့လေယုံတက်တွေမှာစစ်ရုံးမှာအမှုထမ်းခိုင်းပြီးစီရီယန်နမ်စီရီယန်ကျောင်းသူတွေအဆရှိရပေါ့ဗျာတာမန်ပြည်သူအမျိုးသမီးငယ်တွေကိုတော့ရှေ့တန်းစစ်ခန်းတွေကိုဆင်လွတ်မှာ ဖြစ်ပါတယ်။ရှည်တန်းစစ်ကန်နေဖြစ်စေလုခဲ့ရင်တော့အဲ့ဒါဆိုရင်ဒီကောင်းပါတယ်။ဒါကြောင့်မို့ညီမမျိုးသမီးငယ်များအထုတရိထားပြီးတော့လောက်ကင်ဆောင်ရွက်တင့်တာတွေကိုနှုတ်ဖို့ပြောလိုပါတယ်။ဒီကနေ့ကတော့သတင်းကောင်းသတင်းထူးတွေရှိနေတယ်လို့ကျွန်တော်တို့ဖွဲ့စည်းလိုက်တဲ့အနာရီနဲ့ပတ်သက်ပြီးတော့မပြည့်ထိတ်ကျန်းသတင်းတစ်ပုဒ်ပြည့်ရှိနေတာနဲ့ပတ်သက်ပြီးဒုတိယပိုင်းမှာပြောမှာဖြစ်ပါတယ်။ဒါပေမဲ့မှာတော့ဒီကနေ့ ဆိုဘလို့တင်းရတဲ့အခန်းကဏ္ဍတွေကျွန်တော်တို့အရင်စာဖွင့်လေ့ကြရအောင်။မိရဲ့သို့မိပုံတွေဘာတွေပဲဖြစ်ဖြစ်မြေပြင်ရဲဘော်တွေကတော့တိုက်ခိုက်ချိန်မုံဖို့အစွမ်းကုန်ကြိုးစားနေတယ်ဆိုတော့ကိုကျွန်တော်မြင်ရသလိုဒါမှမဟုတ် MMDA စစ်ပြင်နေလိုက်စစ်ပြင်နေပြီ။ဒီနေ့လောက်ရွှေရွှေလေးဝဲလုံးတယ်။စစ်ပြင် MMDA စစ်ပြင်ဒီအချိန်ကြီးကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဒါအပြင်မှာတရုတ်က မျိုးသားပြန်လဲတင့်မြက်ရေးဆိုပြီးဖြာတယ်များညီမျိုးတွေဖြာကောင်းများနီလာကံလောက်ခိုင်းနေတဲ့ပုံစံမျိုးပြောလာတာကိုလည်းကြားရပါတယ်။ဒီချင်းတွေကြောင့်တဆက်ဆက်တည်းတင်ပြမယ်။အဲ့တော့ဒီကနေ့မှာမိတိလာခရိုင်မှာတော့အမြဲတမ်း318မိုင်ကနေစစ်ကြောင်းထုတ်လာတဲ့စစ်တပ်တလိုင်းတက်ပြီးဒီစစ်တပ်နဲ့အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်နေ။အဲ့ဒီမှာတိတ်ချင်နေအောင်ဆရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါ ဒီဗီဒီယိုမတန်းကိုကျွန်တော်တို့ကြည့်မိလိုက်တဲ့အချိန်မှာယင်းထဲမှာဆက်ဆက်ခါအောင်နာကျင်ရပါတယ်။ဘသူ့အတွက်နာကျင်ရတာလဲဆိုတော့တာမန်အပြစ်မဲ့ပြည်သူတွေအတွက်စစ်တပ်ဟာစစ်တပ်ပြည်သူလူလူတွေကိုအလဲမှာငုတ်တုတ်ထိုင်ခံပြီးဟိုဘက်ဒီဘက်ပြစ်နေတဲ့ကြားတဲ့အလဲမှာထိုင်ခိုင်းတာလား။နော်ရှုပ်မှာချက်ကတော်တော်ဆိုးလို့မှာလေအဲ့တော့ ပြည်သူတော်လေးတပ်ဖွဲ့တွေကမိန်းလာခဲအမှတ်သုံးတရင်ကဒါပြည်သူတွေရောက်နေမှပြစ်လဲဆိုပြီးတော့အချိန်ကြီးတိလိုက်လို့တိုက်ပွဲကိုရပ်တန့်နိုင်ခဲ့တာမဟုတ်ရင်တိုက်ပွဲရဲ့အလှယ်မှာအပြစ်မဲ့ပြည်သူတွေကိုငုတ်တုတ်ထိုင်ခိုင်းပြီးတော့လူသားတိုင်းလုံလောက်အောင်ရုံမာတဲ့အချိန်မျိုးဒီကနေ့အမြန်လဲ318မိုင်စစ်ကြောင်းထိုးလာတယ်စစ်တပ်ဆောင်ရွက်ခဲ့ပါတယ်အဲ့တော့ ဇော်မဲလုံးပြောသလိုပဲပေါ့ဗျာစစ်တပ်ကိုမထောက်ခံရင်တို့ရန်သူပဲဆိုတဲ့အခြေအနေကတော့ပုံမထင်ရှားလာဒါကြောင့်ပြည်သူလူထုတရက်လုံးကြီးစစ်တပ်ကိုထောက်ခံပြီးပဲစစ်ကြုံခံမလားစစ်တပ်ကိုမထောက်ခံရင်တို့ရန်သူပြစ်တတ်မှတ်ထားတဲ့အတွက်ခမားတို့စစ်တပ်ကိုတိုက်မလားဆိုတာကိုပဲရွေးချယ်ရတဲ့အခြေအနေပါရွေးချယ်ရတော့မှာဒီဘက်မှာလည်း ုံရနာမခတ်မှာလဲပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေနာမခတ်ကထွက်လာတယ်ဂျမ်းမတ်ရှိရင်တန်းဂျာပြတ်တိုက်စစ်တပ်က40တည်တယ်လို့အကြမ်းင်းသိရတယ်တော့စစ်ရင်တန်းနဲ့ခြေလင်ရင်တန်းနှစ်ခုပူတလင်စစ်တောင်းကဂျာပြတ်တိုက်ပါဆယ်ရက်နေ့ကဖြစ်သွားခဲ့တဲ့အခြေအနေဖြစ်ပြီးတော့ဖက်စစ်တပ်ဟာ 40ပြီးတယ်တူအရှင်ဖမ်းပြီစနပိုင်းကားဒစီကိုတင်းစီရမည်ရဲ့လို့ဘုဒ္ဓလင်တပေါင်းစုကနေကျွန်တော်သိရအဲ့တော့ဘုဒ္ဓလင်တပေါင်းစုနဲ့အရာတော်ပကဖအရာတော်တိုက်နေ47မိုးရွာ KI viewer 66 PL တပ်ဖွဲ့ဒီဘေးမြို့နယ်အခြေစိုက်ဂလုံတပ်ဖွဲ့မိုးရွာမြို့နယ်ပကဖတို့ကနမခကထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခဲ့တာဖြစ်ပါတယ်ဒါကတော့မြမကြီးအလေမိုင်းက မင်္ဂလိတိုင်းနဲ့သခိုင်းတိုင်းကအခြေအနေတွေဖြစ်ပြီးကြံကြံပြက်ပြက်တိုက်ပွဲတွေဖြစ်နေတယ်လို့ဒီနေ့မိုးကုတ်မြို့ကိုဘုံကျဲပါတယ်မိုးကုတ်မြို့ကိုဘုံကျဲတဲ့အတွက်အသားစပါရှာမရအောင်အိမ်တဲတဲ့ကိုကြားတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ကြားနေရပါတယ်ခုနပြောတဲ့စကားလိုပဲစစ်တပ်ကိုမတောက်ခံရင်တော့ရန်သူပဲတည်သူဆိုတော့ဒီနိုင်ငံမှာမရှိဘူးဆိုတော့စစ်ဘလူးတွေရဲ့နှုတ်ထွက်စကားကိုခင်ဗျားတို့နားထဲမှာမြဲမြဲမှတ်ထားပြီးခင်ဗျားတို့ကိုစစ်တပ်ဟာရန်သူအဖြစ်တတ်မှတ်လိုက်ပြီး ခင်ဗျားတို့ပြန်တုတ်ပံလားစစ်တပ်ရဲ့ခြေမုံခြင်းစစ်တပ်ရဲ့လှုပ်ရှင်တာလှုပ်ခြင်းစစ်တပ်ရဲ့ခင်ဗျားတို့ပြည်သူလူထုဘဝကိုမောမောကြည်အောင်ခြေမုံခြင်းကိုခံလားဆိုတာပါတော့ကျွန်တော်တို့နိုင်ငံရေးတို့တော်လှန်ရေးတို့လူမြတ်ကျော်တို့ဘလောက်ပျော်ပျော်လူကြီးမင်းပြည်သူလူထုတည့်ရလုံးရဲ့ဆုံးဖြတ်ချက်ပါဖြစ်ပါတယ်နော်အဲ့တော့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတစားစားអော်ရက်ဖားလို့អော်နေတဲ့မင်းအောင်လိုက်က စစ်လက်ကိုမျက်စောင်းနေတော့ထိုးပြီးတော့မဲမဆွဲရဘူးဆိုတဲ့ကိစ္စတခုထပ်ပြောပါတယ်စစ်တပ်သဘောမတူရင်အသက်တောင်မရှူရဆိုတဲ့ဥပဒေတော့ထုတ်ချင်ထုတ်ပါလေအဲ့တော့စစ်တပ်သဘောမတူရင်ဘာမှလုပ်လို့မရစစ်တပ်ကိုမထောက်ခံရန်လူဆိုတဲ့ဒီညမာနိုင်ငံကပြည်သူလူထုခင်ဗျာခမဲလို့ဘွားတွေကိုစစ်ဖက်နဲ့ချီမွားဖြတ်ချီးခြင်းကိုခံလားဒီစစ်တပ်ကိုချီမုံမလား ။ဘယ်လိုလဲ။တပတ်မှာတော့တလိုင်းအင်အားစုတွေငွေအင်အားစုတွေပြည်သူ့ကာကွယ်ရေးတပ်တွေလူငယ်တွေလူရွယ်တွေမျိုးဆက်အသီးသီးတွေကတော့ရံပစ်လိုက်ပြန်ချစ်လိုက်တယ်ပဲ။ဒီစစ်တပ်ကိုရှင်ပတ်တီးနဲ့စီးခံပြီးတော့နိုင်ငံတော်တော်လာနေကြပါလေ။အဝေးရဖို့လေအပန်းတန်အသက်ရှင်ပြီးလုပ်နေကြပါလေ။အဲ့တော့ဒီနေ့တော့ရေကောက်ပွဲမှာမဲဆွယ်မဲကောင်းကြီးပြိုင်မဲ့ပါတီတွေတသက်ခံလို့ ်ရှေ့ချင်းမျိုးသက်ចောင်းသားခေါင်းဆောင်ကြီးဦးကိုကိုကြီးတို့ကျွန်တော်နာမည်ရွတ်ရွတ်ကတာတော့အဆင်မပြေတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့88မျိုးဆက်ဆိုတဲ့နာမည်ထည့်ပြောရတာကအခြား88မျိုးဆက်တွေကိုအားနာမိလို့ပါ။ဒီຫນွေဦးတော်လေးမှာ88မျိုးဆက်ចောင်းသားတွေအများကြီးပါတယ်။အတိအကျဆို ABF DF ចောင်းသားတက်မလို့ ਨੇ ။တက္ကပါလုံးက ABD ຫນွေဦးတော်လေးမှာအတက်တွေဟုတ်ပါကြတယ်။ဒါပေမဲ့ဒီထဲမှာက စွန့်စံတဲ့ချက်ချင်းရောသလိုရှိရရှိမျိုးဆက်အကြောင်းသားခေါင်းဆောင်ကြီးတယောက်ဖြစ်နေဥကိုကိုကြီးဆိုတဲ့ကေကျူးကတော့စစ်ဖနအောက်ကိုတိုးဝင်ကစစ်တပ်ကိုမြန်ဆောင်ထုတ်လို့မရတဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မဲတယ်ဗျာနောက်ကိုရှိရရှိမျိုးဆက်အကြောင်းသားခေါင်းဆောင်ကြီးများဖြစ်တဲ့သူတွေအခြားသူတွေကဝိုင်းဝန်းဖြောင်းပြဆွေးနွေးပြောဆိုပြစ်တင်ချိန်မောင်းမှန်မဲတာတွေကိုနိုင်ငံရေးအရအလုပ်တင်ပါတယ်ကျွန်တော်တို့ကထွက်ထွက်ပြောနေရတော့ မကောင်းဘူးအဲ့တော့ဒီမျိုးဆက်ကြီးကိုကျွန်တော်တို့ဟာအင်မတန်ကိုနောင်တော်မျိုးဆက်အဖြစ်လေးစားခဲ့ပါတယ်တိုးတော့စွန့်စံတဲ့ချက်ကြီးရောသလိုပေါ့ဗျာဒါတွေဖြစ်လာတာကတော့တဘာဝိထလောကဥရိတလိုပဲအပြူရှိမှအမဲရှိတယ်ကောင်းကင်ရှိမှမြေကြီးရှိတာပေါ့နော်အစိုးရှိမှအကောင်းရှိတာဝန်နေကြီးရှိမှဝန်တာကြီးရှိတာပေါ့ဒီအတိုင်းလိုပဲမှတ်ယူလိုက်ပါတက်ကိုဝေပန်ပြီးမဲဆွယ်စီးအောင်တာတွေမလုပ်ရဘူး စစ်မှုတွေဥပဒေကိုဝေဖန်ပြီးမဲဆွယ်တာတွေမလုပ်ရဘူး။တိုက်ပွဲတွေနဲ့ပတ်သက်ပြီးစစ်တပ်ရှုံးနေပြီလို့ပြောဆိုပြီးဝေဖန်တာမလုပ်ရဘူး။ချင်းချင်းပြောရင်မျက်စောင်းတော့မထိုးဘဲနဲ့မင်းတို့ငါလုတ်ခိုင်းတဲ့ရွေးကောက်ပွဲအောက်မှာတေတေဝဲဝဲပြိပြိပြပြနဲ့ငါ့ကိုမော်မကြည့်ပဲလှုပ်ဆန်းဆိုပြီးဒီကနေ့ဒီကနေ့မိအောင်လိုက်ပြော အကြံဖတ်ဖတ်ဆက်တဲ့လူယုံမှာခေါ်ဆိုအာနာယူမှုကြောင့်တမနာမှုယူမှုကြောင့်ဒီလိုပေါင်းတန်း90လုံးဘဝဒီချီချီမှခံရချီကောင်းနေတာတော့မဟုတ်ဘူးဗျာတာဝန်ရှိလို့တာဝန်သိတဲ့လူတွေကအလုပ်နေပေမဲ့မသိတယ်လို့လို့သိတယ်လို့လို့သိတယ်လို့လို့မသိတယ်လို့လို့လူတွေကတော့အေးပါဆက်ဆောင်ကြည့်ကြပါတော့မကြခင်မှာ တရုတ်တမရမြောက်မြန်မာနိုင်ငံတော်ကြီးအဖြစ်စစ်တပ်ခွင့်ပြုရင်အတက်ပါမချူဝါဆိုတဲ့အခြေအနေမျိုးမရောက်ရှင်ရင်တော့ဖွက်တိုက်ကြပေါ့နောက်ထပ်ပြောပြချင်တာလေးတစ်ခုကလာရှိုးပါလာရှိုးမှာစစ်တမ်းတွေနည်းနည်းလေးညံလာပါတယ်အမဒီစစ်ပြင်းနေပါပြီကိုယ်ကနှစ်ဖက်ကဒေသတွေမှာအเจ้าတွေကိုပိတ်ပလိုက်ပါအမဒီနဲ့ အရှိမြောင်လေးစစ်တမ်းတွေကိုရမခတိုင်မူဘုံမူချုပ်အေးမင်းဦးလို့လာရှုံးမှာဩဂလ၁၄ရက်နေ့ကထပ်မံတွေ့ဆုံတယ်လို့ပြောတယ်။ဆွေးနွေးချက်မှာတိန်နီမျိုးကိုပြန်ပေးလို့ကြားတယ်။ရှမ်းမြောင်နယ်ဆက်မန္တလေးတိုင်းမိုးကုတ်ကချင်ပြည်နယ်မန်ဝင်းနီကိုစစ်တပ်ကဗုံးတရဆက်ကျဲပြတယ်။စစ်တပ်ကဘူတောင်းတာမပေးရင်လေရင်နဲ့ဘုံကျဲမယ်လို့ဒေတာကနေကိုချိန်ချောက်တာ။အဲ့တော့ဇူလိုင်လ30ရက်နေ့တော့ကုတ်ခိုင်အမနီရက်ကွက်ရာသူတေဟိုတယ်ကိုဘုံကျဲတယ် ဒီဘုံကျတဲ့အချိန်နဲ့ပတ်သက်ပြီးအမန်ဒီကပြောတယ်တယုတ်ကခေါင်းကင်ပြီးတော့စိတ်ဆက်ဆွေးနွေးညှိနှိုင်းမှုရတာတဲ့ဒိဋ္ဌိယိဆတ်တို့ကြီးကိုစစ်တပ်ကဖောက်နေပါပြီလို့ပြောခဲ့တယ်ဒီစစ်တပ်ကိုအမန်ဒီမယုံတာတော့သိကြတယ်သို့တော့ယုံကြည်အောင်ဆောင်ပြီးလှုပ်ရင်းလှုပ်ရင်းနဲ့မကြခင်မှာဘောင်းမီချွတ်ပေးရမယ့်အနေထားကိုရောက်လာပါလိမ့်မယ်အမန်ဒီအေကိုကစတိုက်လားသူတိုက်တာခံလားလေတံပြော်လေးနဲ့ရှေ့ဆက်လားသို့တော့ နောက်ကတရုတ်ကလည်းကြောက်ကသေးဒီအကြက်တဲလူမျိုးမြင်မိပါတယ်ကိုယ်ကိုင်မှဘုံချဲတော့ပြည်သူတော့အဲခုနှစ်ဦးသေးတယ်ဗျာစသုံးတန်ရအဲ့ဒီမှာတရုတ်တယောက်ပါတယ်နော်စက်ကျဲမယ်ဆိုရင်တော့တတရားလိုင်းကိုစစ်တကခေါ်ရရလို့ပဲပြောလို့ပါတယ်ဟဲ့ပြင်ဘာတတရားလိုင်းလားကိုဗစ်တတရားလိုင်းလားလို့ဝေးစရာရှိ30 29တတရားလိုင်းဟာ ဒီတစ်ခေါက်ဆိုရင်တော့နမ်းမြို့ယူမှာစစ်ဌာနချုပ်ယူစိုက်ကြနိုင်မယ်တဲ့ဒီအခြေအနေလို့ခြုံငုံသုံးသက်ပြီးရညင်နေတယ်ပေါ့ဗျာနိုင်ငံကြီးစကားနဲ့ပြောတော့ခြုံငုံသုံးသက်ပြီးခေတ်စကားနဲ့ပြောတော့ညင်နေတယ်တရုတ်ကမင်းအောင်လိုက်ဘူးရဲ့နိုင်ငံတိုင်းဥက္ကဋ္ဌကြီးကိုခေါ်ပြီးတော့ဘရင်ပေးပါဘရင်ပြည့်တော့မှာကြားတာပေါ့ဗျာဆရာလောက်တာ ညွန့်ကြတာပေါ့ခဏလန်ချမဲကောင်စီဝေးမှာအမျိုးသားပြည်လေတင့်မြဲရေးပါဝင်ပန်းနိုင်သုံးခုကိုအလျှောက်6လမ်းပါဆိုပြီးဝန်ကြီးကမြမကြီးရဲ့ကံကြမ္မာကိုလာရောက်ဆုံးဖြတ်နေတာကိုစစ်တပ်ကဘောင်းကြီးချုပ်ပေးတာကိုကြည်ရင်မြမပြည်သူလူထုတည့်ရလုံကတော့အန်တချိတ်ချိတ်နဲ့အစိုးကောင်ချက်ကြီးပြခံချချင်နေကြတယ်ယုံကြည်တယ်သို့တော့မိမိအသက်မိမိဘဝမိမိအစိုးအကျိုးစီးဘဝ ကိုယ့်လက်ထဲမှာတနတ်မရှိဒါကဓမ္မတော်နဲ့စစ်တပ်ကိုရှင်တိုက်ဖို့မဖြစ်နိုင်သေးလို့အန်ချစ်ခံနေရလို့ယုံကြည်ပါတယ်အဲတော့ဏီကုံအနေနဲ့ဟိုရမှာဒီကွင်းမြင့်အပြည့်စုံတဲ့ MND ရဲ့စစ်ပြေနေပါကိုယ်ခံနဲ့နတ်ခံမှာကြောင်းပြီးပိတ်ပလိုက်ပါဘန်ဂေါရီခိုင်မှာပြန်ဆောက်နေပြီလို့အလင်းများရသိရပါ ဲတော့ကုတ်ခိုင်လာရှုတိန်ဒီတီဘောအစရှိတဲ့ဒေတာတွေကဘီလူလူလူတွေကလင်းရင်ဘုံကျဲမှုအံမရေဘူးကျိုတင်ပြန်စင်ထားဖို့အကြိမ်စင်ပြီးဆောက်တော့ရင်တော့ဖစစ်တဲ့လှုပ်လေလှုပ်တာရှိတာကလင်းရင်နဲ့ပုံကျတာဒါကြောင့်မို့ကျွန်တော်တို့ပြည်သူကိုဗရာဏထားပြီးပြောကြလို့တာပါ အကျိုးစီးပွားစစ်ပွဲတွေလည်းဖြစ်ရင်ဖြစ်မယ်နေမြေသိမ့်ပိုက်လူချင်းစစ်ပွဲတွေလည်းဖြစ်ရင်ဖြစ်မယ်တရုတ်ကနောက်ွယ်ကကစားစားရှေ့ကကစားစားစစ်တပ်ကအာဏာယူလို့ဖြစ်တဲ့စစ်ပွဲတွေလည်းဖြစ်မယ်စစ်ပွဲဆိုတော့စစ်ပွဲဖြစ်မယ်ဖြစ်ရင်အပြစ်မဲ့ပြည်သူတွေကအရင်ဦးဆုံးခံရတာပါတနက်ကိုင်တပ်တွေဒီနေ့ကတော့ပြည်လွှာပုံအောင်စစ်ပညာသင်ထားတဲ့အတွက်အထူးကိုင်နေပြီပဲတရက်ဆက် စစ်တပ်ရဲ့လေရင်ဘုံကျင်းမှုကြောင့်ပိတ်ဆုံးနေရတာပြည်သူလူထုတွေပဲဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့တဲ့အတွက်ကိုက်ခိုင်တိမ်မီလာရှုံအဆရှိတဲ့ဒေသတွေကပြည်သူလူထုခင်ဗျာစင်မီကိုမြင်နေရတဲ့အတွက်အစင်သစ်ပြင်ဆင်ထားကြပါလို့ပြောချလိုပါတယ်။ဒါကြောင့်မို့ဖခင်မုန်ကုတ်တကြောကိုလေရင်ဘုံနေနဲ့ဇက်တိုက်ကျဲတာပြီးဒီကနေ့နောက်ဆုံးအချိန်မှာဖြစ်နေပြီးတော့ဘုကုတ်ဘုံကျဲချမှုကြောင့်နေအိမ် ပြစ်မဲ့ပြည်သူတယောက်ရဲ့နေမုံတဲ့တဲ့ကြပြီးတော့အသားစားပါရှာမရအောင်ဒီနေ့ all 14ရက်နေ့ည8နာရီခွဲမှာမဟုတ်မျိုးရှေ့ပိုင်း9ပတ်တောင်အနည်းလေးယောက်ကြီးဘုံကြောင်ရက်ကွက်ဝင်းကျင်ပေါင်း900ဘုံတွေကျင်းခဲ့ပါတယ်ကိုရင်နေပြည်သူလူထုတွေခလေးတွေတက်ကြီးရွယ်ဦးအပါဝင်စေဦးထပ်နေတယ် တပိုင်းပိုင်းကိစ္စသာဖြစ်သွားရှင်ဒီယုံမှမှုကိုဆက်လက်ထောက်ခံပြီးဒီယုံမှသူတွေရဲ့အောက်မှာရှာလင်းနဲ့ရက်ချင်ပြီးတော့ကိုတမိတ်စမပြတ်ရင်ပြီးရောနေကြတပါးဆိုနေပါစစ်တပ်ကိုမထောက်ခံရင်ရန်သူလို့တတ်မှတ်ထားလိုက်ပါဘလို့ဆက်သွားရမယ်ဆိုရင်အဖြေကတော့တိုက်ရင်တိုက်မတိုက်ရင်ခံထားဒါပဲရှိတော့အဲ့တော့တိုက်မယ်ခိုက်မယ်ဆိုလုံးချမြတ်တော့လေ မျိုးသားညအဲမျိုးသားညညရေးအစိုးရကလည်းတိုက်နေပေါ့ဗျာတိုက်တာတွေလည်းရှင်းရှိမှာပေါ့ဒါမပြောတော့ဘူးသူ့ကိုတော့ကျွန်တော်မပြောတော့ဘူးတစ်ဖက်မှာကျွန်တော်တို့နိုင်ငံလုံးဆိုင်ရာတိုင်းမှာမိတ်တပေါင်းစုကြီးတိုက်ပြီးခိုက်ပြီးဆိုပြီးတော့ထွက်လာပါတယ်ဘယ်လိုတိုက်မှာလဲဆိုစစ်နိုင်တိုက်ဘယ်လိုနေတိုက်မှာလဲဆိုပြန်ကျဲနေတဲ့အင်အားစုတွေကိုစုပါတိုင်းသားတွေကိုတော်ပြီးဓာတ်ညီညီမြဆက်ဆံရေးလုပ်မယ်ကျွန်တော်တို့ကကူညီကြပါပြောပြီးတော့နေပြီးတော့နေပြီးတော့ကိုဝင်တိုက်ချင်လာဒီမှာချက်ပါတင်နိုင်ကြီးမဖြစ်နိုင်ကြီးကတော့ စ조사မယ်ဆိုတော့အဲ့ဒီနိုင်ငံလုံးဆိုင်ရာအမျိုးသားညီညွတ်ရေးတပ်ပေါင်းအဲ sorry ဟိုမဟုတ်ဘူးရောတော့နှစ်ပေါင်းနှစ်ပွဲပေါင်းလို့ဖြစ်နိုင်ငံလုံးဆိုင်ရာတော်လိုင်းမာဘေးတပ်ပေါင်းစုကြီးဟာစာရွက်လေးနေပဲနဲ့ကျင်ညာချက်တစ်ဆောင်ထုတ်လိုက်ပါတယ်လွန်ခဲ့သောနှစ်ရက်အဲ့ဒီမှာလောင်ကုန်ကြပါလေခေါ်ရတိရလောင်ကုန်ကြပါအဲ့တော့လောင်တာမလောင်တာတော့သူတို့ကိစ္စအနာရရဲ့သဘောတရားကတော့ရှင်းပါလေပြည်သူနဲ့အတူသွားမယ ပြည်သူတို့ရဲ့ပြည်သူရဲ့လိုအပ်ချက်ပြည်သူရဲ့လိုရင်းဆန္ဒဖြစ်တဲ့စစ်နိုင်တိုင်ရေးကိုဥတည်လာတယ်။ဝေဖန်မှုတွေကိုကျူးဆိုတယ်။ပြုပြင်တင်တာတွေကိုပြုပြင်တယ်။ပြည်သူလူထုနဲ့ဒါတဲ့သူတော်ပြီ။စစ်နိုင်တိုင်ရေးယူရတယ်။အဲ့ဒီလုပ်ငန်းရှင်မှာနောက်ချက်ဟန်တာသူတွေကိုညီနိုင်ဆွနေပြီးတော့တော်ကြပြီ။တို့တို့ကျွန်တော်တို့အပလာအောင်နေတော့မဟုတ်ဘူး။ပါဝင်ဖွဲ့စည်းထားတဲ့လူပုဂ္ဂိုလ်တွေ မျိုးဆက်တည်တည်တော်လိုင်းနိုင်ငံစီဂုံတိတ်ကကြီးမားတဲ့သူအများပြားပေါ့။ဒါကြောင့်မို့ NR နဲ့ပတ်သက်ပြီးတော့တူတူနဲ့လူရင်းချုပ်ပြောမယ်ဆိုရင်ဝေဖန်မှုအားလုံးကိုကြိုဆိုပါလေ။ရက်ွက်တွေကတန်းတုပ်တယ်လို့အတော်ကြီးနေရောက်ရက်ွက်တွေမှာတန်းတုပ်တယ်လို့အောက်လုံးထိုးတာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဖတ်ရှုနေမဟုတ်ကြောင်းတိတိကျကျမူဝါဒနဲ့ အချက်နဲ့နဲ့ဝေဖန်မှုတွေကိုကြိုဆိုကြအောင်ထပ်မှန်ပြီးတော့ပြည်သူနဲ့အတူနိုင်ငံဆရာမဟာမိတ်တော်လည်းတပ်ပေါင်းစုသည်ပြည်သူလူထုအဓိကလိုရင်းဆန္ဒအရာစစ်နိုင်တိုက်ရင်းနဲ့ဖက်စစ်တပ်ခြေမုံရေးလမ်းစဉ်ကိုခိုက်ခိုက်မှမှခိုင်ဆွဲပြီးရတဲ့တပ်တွေစုပတ်စံတွေရှာစစ်ချီတဲ့လုပ်ငန်းစဉ်ကိုမကြခင်လို့ဖို့စူးစမ်းရရှိပါတယ်တော်တော် နေကြသည့်အခွန်ခွာစားရတာမဟုတ်တာလေလေကူကူတော့မဟုတ်နေပါဘူးကြိုးစားခြင်းစိတ်ကတော့အပြည့်ရှိပါတယ်ဒါကြောင့်မို့ရှစ်ဆက်လုပ်ငန်းစဉ်တွေကတော့ပွဲကျန်းတော့မယ်ယူအခုလေအင်တာနက်စာမျက်နှာတစ်ခွင်မှာတော့ NRI ဟာမြမတော်လိုင်းရဲ့ထိတ်တန်းတဲ့အဖြစ်ရောက်ရှိနေပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့လေလူကြီးမျိုးရဲ့ကျွန်တော်ရဲဘော်မိတ်ဆွေတို့ရဲ့သဘောထားအမြင်ကိုကြားကျင်ပါတယ်လို့ပြောရင်အနာရီနဲ့အတူ လူမြတ်ကြောင်တဲ့အတူစစ်နိုင်တိုက်ရေးကိုငါတို့စကြတော့